်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပဲဘကိုးခရိုင်ပကဖကတိုက်ခိုက်ရေးစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပြီးအထူးတိုင်းစစ်ဌာနရဲ့ကုကဲမှုအတိုင်းစစ်စင်ရေးတွေကိုဖော်ဆောင်မယ်လို့တိုင်းကုကဲရေးမှူးရဲဘော်အောင်ဆန်ရှားစီကနေသိရပါဗျပကိုးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို အောက်တိုဘာလ9ရက်နေ့က KNU တပ်မဟာတင်နယ်မြေမှာဝေါ်ကဝ တနက်ပင်အင်တခေါ်ဖျားကြီးနဲ့ဘကုံးမြွနယ်တွေကပြည်သူ့ကာကွယ်အဖွဲ့တွေနဲ့ပေါင်းစည်းဖွဲ့စည်းလိုက်တာလို့ဆိုပါရယ်ဘကိုးခရိုင်ပကဖဟာအရင်ကတည်းကရှိပြီးသားဖြစ်ပြီးမြွနယ်အလိုက်ကွဲနေတဲ့အတွက်ခရိုင်အနေနဲ့တိုက်ခိုက်ရေးအင်အားတွေကိုတစုတစည်းတည်းဖြစ်အောင် စုဖွဲ့လေ့ကျင့်မှုဖွဲ့စည်းလိုက်တာလို့ရဲဘော်အောင်ဆန်ရှားက DVB ကိုပြောပါရယ်ပြည်သူ့ကာကွယ်အဖွဲ့တွေကိုပေါင်းစည်းထားတဲ့စစ်ကြောင်းဖြစ်ပြီး PDF တည်ရင်စစ်ကြောင်းစုဖွဲ့မှုအတိုင်း လက်ယုံတပ်ဖွဲ့တွေပါပြေဆုံအောင်စုဖွဲ့လေ့ကျင့်ထားတဲ့အပြင်စစ်စင်ရေးတွေပူးပေါင်းဆောင်ရွက်နေပြီလို့လည်းဆိုပါရခင်ဗျာ။ AR တိုင်းမှာပြီးခဲ့တဲ့တစ်လအတွင်းလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်အလုံး30ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာနနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ1ရက်နေ့ကနေ30ရက်နေ့ထိတစ်လအတွင်း AR တိုင်းမှာမိုးတက်လေပြင်းတိုက်ခတ်မှုတန်ကြောင့်လူနေအိမ်18လုံးပျောက်ကျပျက်စီးခဲ့ပြီး16လုံးအမိုးလံပျက်စီးခဲ့ကာအိမ်အောင်စု34မှာရှိတဲ့ဒေသခံတွေလေဘေးဒဏ်ခံစားခဲ့ရတယ်လို့ဆိုပါဗျ။ တောင်တရုတ်ပင်လယ်ပြင်မှာစတင်ဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့်မိုးတက်လေပြင်းတိုက်ခတ်ပြီးလူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တာလို့ Air Retain ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာနနဲ့နှိဆက်သူကပြောပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့် Air Retain ကမိုးပင်ခရိုင်မှာရှိတဲ့နေအိမ်၄လုံး၊ကျုံပြောင်းခရိုင်မှာရှိတဲ့နေအိမ်၅လုံး၊လက်ပတ်တာခရိုင်မှာရှိတဲ့နေအိမ်၄လုံး၊မြောင်းမြခရိုင်မှာ၆လုံး၊ပတိန်ခရိုင်မှာနေအိမ်၅လုံး၊ဟင်းသာခရိုင်ကနေအိမ်၇လုံးနဲ့ချပုံခရိုင်တို့မှာနေအိမ်၃လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့လေဘေးသင့်ဒေသခံတွေဟာနိစ္စရာဆွေမျိုးတွေနဲ့အတိမိတ်ဆွေတွေရဲ့အိမ်တွေမှာယာယီပြောင်းရွှေ့နေကြသလိုယာယီတဲထုံနေရသူတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ခင်ဗျာ2020ရွေးကောက်ပွဲမှာမဲစင်းမှားယွင်းမှုတွေကနေသစင်းမဲပဒမမှုတွေရှိခဲ့တယ်လို့အကြောင်းပြပြီးစစ်တကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးမြဲသူတို့ပြန်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပထမဦးဆုံးအကြိမ်ထုတ်ပြန်တဲ့မဲစင်းတွေဟာလည်းအမှားများစွာပါဝင်နေတဲ့အတွက် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေမျှမှုတွေရှိနေပါတယ်။အခုထုတ်ပြန်လိုက်တဲ့မဲဆင်းရင်တွေမှာမပြေပိုင်ဝင်ရှိတဲ့သူတွေမဲဆင်းမပါတာတွေရှိသလိုတေဆုံးနေတဲ့သူတွေဟာလည်းမဲဆင်းမှာပါနေတာကြောင့်ဓာတွေကိုတေချာပြန်မစစ်စစ်နိုင်ရင်2025ခုနှစ်နှစ်ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စိုးရိမ်မိတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်။ဘာလို့စကတ်တာလဲဆရာကြီး ကျွန်တော်တော့ငချင်းရောတော့ကိုကတော့ငချင်းကတ်တယ်ထပ်ပြီးကတ်တယ်အခုတော့ဘလူးကောက်မသိသေးဘူးအဲ့တော့နောက်ဆုံးအချိန်ပြီးတော့ကျွန်တော်တို့ဆောက်ကြည့်ရမယ်သဘောတော်ပါရှင်အတီးလို့ပြောပြီးတဲ့အချိန်မှာတော့အဲ့ဒီဆိုကုနာပြောဖြစ်လာတယ်ဖြစ်တယ်ဆိုဘဲပြီးတဲ့ပုံမှာပဲဟိုဒီပဲလေအခုကဘဲပြီးတဲ့စနစ်ဒီပါလေးအပြောင်းလဲရှိတယ်မရှိဘူးဆိုတဲ့ကိစ္စတွေအခုကဘဲပြီးတော့အရင်လိုရှိအောင်ဆိုတဲ့အဟောင်းတို့တို့ပြောပြီးတော့စနစ်ကြတော့တို့လုံနေတာပဲဘဲပြီးပြီးတဲ့နောက်မှပဲကျွန်တော်တို့ဓာတ်တွေကတော့ ဒါတရားနဲ့မတရားဘူးဆိုတာဆုံးဖြတ်ကြတာပဲဆိုအခုကကြရလို့မဖြစ်အောင်လို့သူတို့အသေးစိတ်တော့လုပ်နေတာတော့အနာသိန်းစစ်ကောင်စီရဲ့ရုပ်ောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲဆင်းတွေကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာလူ900မှာလူ300ရဲ့မဲဆင်းတွေကမှားယွင်းနေပြီးရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုဝင်တွေတောင်းမဲဆင်းမှာပါမလာပဲမဲဆင်းကွာဟမှုတွေကများလုံးနေတာကြောင့်ပြန်ပြင်းနိုင်မှု တပတ်ပဲအချိန်ရှိတော့တယ်လို့ကြန့်ခံရေးပါတီဝင် ဘူလက်လှဆွေကသူ့ရဲ့ Facebook ကနေသတင်းပြောဆိုလာတယ်။2020ရွေးကောက်ပွဲလို့မဖြစ်အောင်2025ခုနှစ်ရွေးကောက်ပွဲကိုမှန်ကန်တိကျအောင်ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌစစ်ဘူဂျုံငင်းစာတန်းဆူကမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပြီးမဲမဲစင်းတွေထုတ်ပြန်တဲ့အခါမှာတော့မှားယွင်းနေတာဖြစ်ပါတယ်။အခုလိုမဲစင်းတွေမှားယွင်းမှုတွေရှိနေတာဟာရွေးကောက်ပွဲကော်မရှင်ကအလုံးမလုပ်တာကြောင့်လို့စံခန့်ရေးပါတီ ပုပ်ပသရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှဆွေကဝေဖန်ပါတယ်ရုပ်ောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဟာလက်တွေ့မကျတာကြောင့်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံချိန်တိုင်းမှာထောက်ပြပြောဆိုခဲ့ပေမဲ့လက်ခံဆောင်ရွက်မှုမျိုးမရှိခဲ့ဘူးလို့လည်း88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီဥက္ကဋ္ဌကလည်းပြောပါတယ်ပြောပြန်တော့လည်းရံများတာပဲရှိတယ်ကိုရီးယားကဘာပဲဖြစ်ဖြစ်ပေါ့နိုင်ငံရေးကိုအပြည့်အစုံနဲ့ပဲကိုကပြောတာအပြည့်အစုံနဲ့ပြောတယ်လို့မမြင်ဘူးသူတို့တွေက တစ်ချိန်တော့ကျွန်တော်တို့နဲ့ဟိုကော်မရှင်နဲ့ပြည်ပခါတွေအနေနဲ့ဖြစ်ဖြစ်နေတော့လေကျွန်တော်လည်းသတိထားပြီးတော့ပေါ့နားဝင်မလားဆိုပြီးတော့ပြောတော့ပြောတာပေါ့ဗျာအဲ့လိုပေါ့ဗျာသူတို့စပြီးတော့ဒီရေကောက်ဘွက်ကိစ္စကိုအချိန်စရာစပြီးတော့လှုပ်တရလွတ်လွတ်မှတ်မှတ်မှုတွေကတော့အများကြီးရှိနေတယ်လေအဲ့ဒါတွေကိုသူတို့ကနောက်မှလိုက်ပြင်နောက်မှလိုက်ပြင်ဆိုတော့ကျွန်တော်တို့အလွတ်လွတ်ရတာတော်တော်လေးကတိကောက်တော့ဖြစ်တာပေါ့ဗျာအနာသိန်းစကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ကရေကောက်ပွဲအတွက်မဲဆင်းတွေကိုစက်တင်ဘာလ30ရက်နေ့ကနေ အော်တိုဘလာ73ရက်နေ့အထိပထမအကြိမ်ဖြစ်14ရက်ကြာတက်ဆိုင်ရရက်ွက်ကြီးရအုပ်စုတွေမှာကထမှာဖြစ်ပါတယ်။မဲစင်းတွေကိုရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေမှာကျင်းညာထားပြီးလာရောက်ကြည့်ရှုကြဖို့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကနှိုးဆော်နေပေမဲ့ပြည်သူတွေကစိတ်ဝင်စားခြင်းမရှိသလိုကြည့်ရှုသူလည်းမရှိသလောက်နေပါနေပါတယ်။ဒီသမလာ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါတီဝင်ပေါင်း58ပါတီကကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီး အဲ့ဒီအထဲမှာကြန့်ခိုင်ရေးပါတီကအများဆုံးဖြစ်ပါတယ်။အနာသိန်းစစ်တပ်ကလုံးမဲ့ယူကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ယူကောက်ပွဲဖြစ်တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ MNG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကမိုင်ဟုံးရွာကိုအော်တိုဘားလ9ရက်နေ့လည်12နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်တရအပအဝင်ဒေသခံ10ယောက်သေဆုံးပြီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လေရင်ပေါင်းချောင်းနှစ်နှစ်အရွယ်ကလေးငယ်နဲ့အမျိုးသား၄ယောက်အမျိုးသမီး၅ယောက်စုစုပေါင်း၁၀ယောက်ထိမှန်တည်ဆုံးပြီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုပါရစေ မိုင်ဟုံးရွာမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်တရားအပအဝင်ပြည်သူဆက်ရောက်တည်ဆုံပြီး၃ရောက်ထိမှန်ဒဏ်ရာရရှိခဲ့ကနေအိမ်၆လုံးလည်းထိမှန်ပျက်စီးခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်စည်းကြမှုတွေကြောင့်နှောင့်နှေးစရာရှိတဲ့တရားမှုတွေကိုကူကားပြီးကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ကအော်တိုဝါလာ9ရက်နေ့မှာကမ္ဘာ့ကုန်သွယ်မှုပမာဏတိုးတက်မှုအတွက်2026ခန့်မှန်းချက်ကိုတည်တည်တသာရှင်းချခဲ့ပါတယ် ်အခုလာတော့ငါခမန်းချက်တတသမ၈ရာခိုင်နှုန်းတိုးတက်မှုနှုန်းကိုတိတိတသာပြန်ပြင်လိုက်တာလည်းဖြစ်ပါတယ်။လာမယ့်နှစ်အတွက် လာလာကပိုဆိုးလာမှာကိုစိုးရိမ်မိပါတယ်လို့ညွှန်ကြားမှုချုပ်အန်ကိုစီအိုကွန်ဂျိုအဝေးလာကဂျနီဗာမြို့တော်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။၂၀၂၅ခုနှစ်အတွက် WTO ဟာကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပမာဏတိုးတက်မှုအတွက် သူ့ခမှန်ချက်ကိုအရင်3.9ရာခိုင်နှုန်းကနေ2.4ရာခိုင်နှုန်းစီကိုအဆင့်မြင့်တင်ခဲ့ပါတယ်။ဒါဟာညာရီတို့ AI နဲ့ပတ်သက်တဲ့ကွန်ပျူစီတွေကိုကုန်သွယ်မှုမှာတိုးလာတာနဲ့ Trump ရဲ့စီးကြက်ခွန်တွေမတိုင်ခင် American စီသွင်းကုန်တွေရှေ့တိုးလာတာတွေကအဓိကတွန်းအားပေးခဲ့တာပါ။ဒါပေမဲ့2024ခုနှစ်ကမြင်တွေ့ခဲ့ရတဲ့တိုးတက်မှု2.8ရာခိုင်နှုန်းအောက်မှာပဲရှိနေပါသေးတယ်။ ဇန်နဝါရီလမှာတာဝန်ယူပြီးတဲ့နောက်ထရန့်ရဲ့အခွန်အခောက်ဆိုင်ရာဆုံးဖြတ်ချက်တွေဟာဗန်ဒါရေးစစ်ကွက်တွေကိုတုံ့လောက်သွားစေခဲ့ပြီးကမ္ဘာစီးပွားရေးမှာမတိကျမရေရာမှုလိုင်းတွေဖြစ်ပေါ်ခဲ့ရပါတယ်။၂025ခုနှစ်ပထမနှစ်ဝမှာတော့ကမ္ဘာကုန်သွယ်မှုပမာဏဟာပြင်းပြအားဖြင့်ပို့ကုန်နဲ့သွင်းကုန်တိုင်းတာချက်အရတနည်းထက်တနည်းလေတသမ900ခန်းလုံးတိုးလာပြီးကုန်သွယ်မှုတန်ဖိုးဟာ2024ခုနှစ်မှာ200ခန်းလုံးတိုးတက်မှုနဲ့နှိုင်းယှဉ်တော့600ခန်းလုံးတိုးလာတယ်လို့ WTO ကအစီအခံထားပါတယ်ခင်ဗျာ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ